င်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရသတင်းထုတ်သတင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခိုခါဗရမဇုံတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကရွေးကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့တင်းငင်အေးချင်းရေးဆောင်ရွက်ရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးရှမ်းကုန်တွင်စိုးဝင်းရောက်ရှိချိန်အငိမ့်ဆောင်ပုံမှုချုပ်ချုံအောင်ပြတ်တက်ခံရမှုလုံခြုံရေးပေါ်ရုံမှုဖြင့်တက်နယ်မှုများတတိပေးခံရဆွေးနွေးမယ်ဖြစ်ပါရရှင်။ မြန်မာနိုင်ငံတွင်ရေကောက်ဝဲကျင်းပါရန်လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်အတွက်ဒုစစ်ကောင်ဆောင်စိုးဝင်းကတာဝန်ယူလိုက်ကြောင်းနေပြည်တော်ဆက်ဘက်တရင်ရေမြကပြောဆိုသည်စစ်ကောင်စီကယခုနှစ်ကုန်လမြင့်ဒီဇင်ဘာတွင်ရေကောက်ဝဲကျင်းပါရန်ရွေးထားပြီးရှင်းသူကျင်းပါနိုင်ရေးအတွက်ဆုံးရှုံးနေမည်များအနမမြို့နယ်တချို့ကိုပတ်မှန်နေနိုင်ထိန်းချုပ်နိုင်သည့်အထိပြန်လည်ရရှိရေးရှင်းရင်ဆွဲစစ်တပ်ကထိန်းချုပ်ထားသောနေမည်များတွင်ငြိမ်းချမ်းစွာဖြင့်ရေကောက်ဝဲကျင်းပါနိုင်ရေးအတွက်ဒုစစ်ကောင်ဆောင်စိုးဝင်းကဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည် ကာဇာတမူရီနဲ့စက်တိုင်းမူရီပြည်နယ်တိုင်ဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးအစီအမံတွေစာပေလောက်ခိုင်းနေပြီအဲ့ဒီအတွက်ဦးစည်းဆောင်ရွက်မဲ့သူကဒုတက်ချုပ်ဖြစ်ပါတယ်သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကိုယ်ကဲမှဖြစ်ပါတယ်မေလာစံမိုက်မှာလုပ်တဲ့စစ်ဘက်ဆိုင်ရာအစည်းအဝေးတွေနဲ့အရေးဘက်အစည်းအဝေးတွေမှာအဲ့ဒါကိုတရားဝင်ဆုံးဖြတ်ပြီးတော့ဒုတက်ချုပ်ကတာဝန်ယူလိုက်တယ်လို့သိရပါတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုသည်ဒုစစ်ကောင်ဆောင်ဆိုဝင်နဲ့ကရင်ပြည်နယ်မျိုးရီမျိုးကိုပြန်လည်ရရှိရေးအောင်စီရ စစ်ကြောင်းကိုဦးဆောင်ခဲ့ဘူးတော့လေအောင်မြင်မှုမရှိပဲလက်ရှိရင်ထိုင်းမြန်မာနယ်ဇက်ရှိစစ်တပ်စခန်းများအလုံးကို KNL ဦးဆောင်သောတော်လှန်ရေးတပ်များကသိမ်းပိုင်နေခြင်းကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တစ်ခုလုံးကိုတော်လှန်ရေးတပ်များကဝန်ဝန်ပိတ်ဆို့ခံရခြင်းများဖြစ်ပေါ်လျက်ရှိသည်ထို့ပြင်ရန်ကုန်တွင်ရမန်နီဒုစစ်ကောင်းဆောင်စုဝင်ရောက်ရှိနေခဲ့ပြီးရှင်ချင်းရန်ကုန်တိုင်းမရန်ကုန်မြို့နယ်တွင်အငိမ့်စားပုံမှုချုပ်ချုပ်ထောင်းပစ်သက်ခံခဲ့ရကြောင်းရှင်ပြစင်အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသောတန်နေမှုများကိုလုံခြုံရေးပေါ်ရမှုဖြင့်သတိပေးခဲ့ရကြ ကြောင့်ဖြစ်စဉ်တွင်ကျူးလွန်သူများကိုမပြစ်မနေဖမ်းဆီးဖော်ထုတ်ရန်ဒုစစ်ကောင်ဆောင်ကအမိန်ပေးလာကြောင်းသိရှိရသည်မင်းကရန်ကုန်မှာငိမ့်စားပုံမှုချုပ်ချုံအောင်ပြစ်ခတ်လောက်ကြံခံရချိန်မှာတူချုပ်ကညောင်နှပင်းနဲ့ကဘာအေးကိုကူတန်းနေတဲ့အချိန်မှာလုံချုံရင်ပေါ်ရမှုနဲ့တက်နေမှုတွေတရိပ်ပေးခံရတယ်။ပြစ်ခတ်လောက်ကြံသူကိုမပြစ်မနေရှာဖွေဖန်ဆီးဖို့အမိန်ပေးပါရီဟုနေပြည်တော်ဆက်ဘက်သတင်းရင်းမြစ်ကပြောဆိုသည် ရှမန်နဲ့အငိမ့်စားပုံမှုကြောင့်ချုတ်ထွန်းအပြစ်သက်ခံရတဲ့နေရပတ်ဝန်းကျင်လမ်းတစ်လျှောက်မှာ CCTV များနဲ့မီးပွိုင်များတွင်ချိတ်ဆက်ထားသော CCTV ဗီဒီယိုလုံခြုံရေးမှတ်တမ်းများကိုစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ဆိုင်ရဖားနဲ့စစ်တပ်တပ်နယ်မှများကလိုက်လံသိမ်းဆည်းနေကြောင်း CCTV မှတ်တမ်းများမှတစဉ်ပြစ်ခတ်လုံးကျန်သွားသူများကိုဖမ်းဆီးနိုင်ရင်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။ဆက်လက်ပြီးရခိုင်မှလူငယ်များကိုပြည်ပနှင့်ပြည်မသို့ထွက်ခွာခြင်းမပြုဘဲစစ်မှုထမ်းရမျိုးအေကကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်တွင်မှနေထိုင်သောရခိုင်လူငယ်များကိုပြည်ပနှင့်ပြည်မသို့ထွက်ခွာခွင့်မပြုဘဲအေအေထံတွင်စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်းအရကတမရအေကရမန်နေကြေညာချက်ထုတ်ပြန်လိုက်သည်။ တိုက်ဝဲမြောက်ဆက်လက်ပြင်းထန်နေစေဖြစ်သောအရခဒေတာတွင်မှနေရစွန့်ခွန်ရအထုတ်ကျိုးပန်းနေကြသောဒေတာပြည်သူများသိရှိလိုက်နိုင်ရန်အတိပေးတမ်းမြင့်ချက်တစောင်းကိုရှခိုင်ပါတာဖြင့်ယနေ့မေလ22ရက်နေ့ထုတ်ပြန်သည်အသက်18မှ25နှစ်အရွယ်အမျိုးသမီးများနှင့်အသက်18မှ45နှစ်အတွင်းအမျိုးသားများအလုံးစစ်မှုထမ်းရမည်ဆိုသည့်အေအီအမျိုးသားကာဝေးရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB ကြောင့်စစ်မှုမထမ်းလို့သည့်လူငယ်လူရွယ်များမှာရဲရွာအတွင်းမှတိုင်းရှာမှုများရှိနေကြသော AAE ဂျမားရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါတဲ့လူနာများနဲ့အသက်အန္တရာယ်ဆိုရင်ရသောလူနာများမှလွေရေးမတ်လ၁၈ရက်နေ့ကထုတ်ပြန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEB ပါဂျုံဝင်သူများကိုတော်လာခွင့်ပြုမည်မဟုတ်ပေလက်ရှိတိုက်ပွဲများကြောင့်ဖြစ်ပေါ်လာသောအရေးပေါ်ကာလပြီးဆုံးချိန်အထိတားမြစ်ထားမည်ဖြစ်ကြောင်း AAE ကကြေညာသည်။ရခိုင်မှထောက်ခွာလိုသူများကိုကုန်းလမ်းရှိလမ်းမှပတ်စံယူပို့ဆောင်ပေးနေသူများကိုလည်းတွေ့ရှိပါကတိစဲဥပဒေများအရာအရေးယူခြင်းခံရမည်ဖြစ်ကြောင်းအခြေခံစားသောက် ါများရောင်းဝယ်သည့်ကုန်တွေများနွားကုန်တွေများနွားငှားလိုက်သူများစသည့်ကုန်တွေများအနေဖြင့်လူဘူခေါ်ခြင်းအခါချင်းငွေယူ၍လူကယ်ရီမပြုတ်လို့ရန်အေးကတားမြစ်သည် မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီထောင်နာသည့်စွန်မိုင်းများမနေမီစီရန်စစ်ကောင်စီတန်းစစ်မှုထံစုဆောင်မခံရစေရန်၊ကြားဖြန့်လုပ်ငန်းများတွင်လူကုန်ကူးမခံရစေရန်၊တိုက်ပွဲများကြားကြားမညက်စေရန်စစ်ကောင်စီရခိုင်လူမျိုးမပုံနှင့်စစ်တပ်မြင်းဆောင်ကန်ဆောင်ထားသူများကိုဖမ်းဆီးငွေညစ်ခြင်း၊ဖမ်းဆီးခြင်း၊ပုံမှန်မျိုးမျိုးဖြင့်ဖမ်းဆီးထောင်ချခြင်း၊လူသက်အလောင်းဖျောက်ခြင်းများပြုလုပ်နေသည့်အန္တရာယ်များမှကင်းဝေးရန်အတွက်လည်းရည်ရွယ်ထုတ်ပြန်တမျက်ခြင်းဖြစ်ကြောင်းအေးအေးကြေညာချက်တွင်ရေးသားထားသည်။ UNLA အနေဖြင့်ရေးပေါ်ကာလကြေညာ များချက်ပြည်내ရုပ်သိမ်းမြင့်ချင်းကိုထပ်မံတည်ပြီးထုတ်ပြန်သွားမည်ဖြစ်ကြောင်းမပြီးဖြစ်သေးသောမြို့သိမ်းတိုက်ပွဲများကိုအကန့်အသတ်ဖြင့်ဆင်နွှဲရင်းအရခဒေတာတစ်ခုလုံးအရခပြည်သူလက်ထက်ရောက်ရှိရေးဟူသောယူမန်ချက်ကိုအကောင့်ထဲပို့နေကြောင်းသိရှိရသည်ဆလဘီရခိုင်ပြည်နယ်ပေါ်အမေရိကန်တရုတ်လွန်ဆွဲဝဲဖြစ်လာမည်လို့ဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင်။ ဧပြီလလယ်တွင်အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှုတ်ဦးနှင့်ရှန်ကုန်ရှိတန်ယုံယာယီတောင်ငန်တို့တက္ကသိုလ်ရောက်လာခဲ့ကြသည်ဟုအစာချေကတက္ကရှိနောက်ဆော့ University ငိမ့်ချင်းဌာနမှအကြီးတန်းကတိကဖြစ်သူတို့ကရှိသားထားသည်ကိုသက်ချက်ကတာ post နှင့် the diplomat ဘုမှဖော်ပြခဲ့ကြသည်ထိုခီးစဉ်သည်2024ခုနှစ်ဩဂုတ်လတွင်ပေါ်ပေါက်လာသည့်မိုဟာမက်ဂျူနိုဦးဆောင်သည့်ဂျာပြက်အစိုးရနှင့် အမေရိကန်အစိုးရကလွန်စွာရေးပါသောထိတွေ့ဆက်ဆက်လာမှုဝင်ဖြစ်သည့်ယူနိုက်ဂျာဖြတ်အစိုးရသည်ဘူမိနိုင်ငံရေးလမ်းကြောင်းတစ်ကိုစတင်ရှာဖွေဖို့ထုတ်လာခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ နိုင်ငံ၏နိုင်ငံရေးနှင့်စေဘွားရေးကိုအနောက်အုပ်စုအားတကားဖွင့်ပေးခြင်းဖြင့်အကျိုးရှိရာရှိကြောင်းဖြစ်လာမည်ဟုယုံကြည်လာခဲ့ပြီးမြန်မာနှင့်ပတ်သက်၍မြေတီအကြောင်းများဆွေးနွေးခဲ့တဲ့ကိုဘင်္ဂလားဒေ့ရှ်မီဒီယာများကတိတိကျကျပြောဆိုရေးသားခြင်းမျိုးမရှိတော့လေအသည့်ကန့်အလာသည့်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်အားအငင်းပွားဝယ်ဖြစ်နေသည့်ရိုဟင်ဂျာဒုက္ခသည်များနေရပြန်ပို့ရေးရင်တောင်းအပ်ပေးလာခြင်းနှင့်ရက်ခေမြန်မာနိုင်ငံဆိုင်ရာတန်မှန်ဟောင်းဆိုဖီယာရာမန်အားနိုင်ငံဆိုင်ဝင်ကြီးဌာနရင်ယူနိုအထူးအကြံပေးလက်ထောက်ဖြစ်ခန့်အလာ ဲ့ခြင်းကပင်လုံခြုံရေးနှင့်ပတ်သက်သည့်ဆရာကွက်အတွင်းမြန်မာနှင့်အမေရိကန်ကိုအ धिक အခန်းကဏ္ဍမှထည့်သွင်းစဉ်းစားလာပြီးဆိုသည်မှာသိသာထင်ရှားလာခဲ့သည်မက်ရှလာရင်ကုလသမဂ္ဂအထွေထွေအတွင်းရမှုချုပ်အန်တိုနီဂူတာရက်စ်ရောက်လာခဲ့ချိန်မှာဆာရီကောက်ပစားတုံးခတဲ့စကန်များတွင်2019ခုနှစ်မှာဆာရီဆင်းဆင်းရဲရဲနေခဲ့ကြသည်ရိုဟင်ဂျာဒုက္ခသည်တည်တမ၄တန်းအားနေရပြန်ပို့နိုင်ရည်အခြေကကြာလာခဲ့သည်ထို့ကိစ္စပေါ်အမေရိကန်နိုင်ငံသားဝင်ကြီးဌာနမှထိတ်တန့်ရရှိခြင်းများနှင့်ဆွေးနွေးခဲ့ရမှာ ရှခိုင်တို့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးဖို့နိုင်ရအောင်အစဉ်ပြေချောမွေ့စေရေးဆိုသည့်မူဝါဒဘက်သို့တည်တည်တသာ၍ရှာလာခဲ့သည်ထို့အ၍တင်မာစတင်ကအစာရေစာငန်းမှုခေါင်းပေါင်းမှုအခြေအနေနှင့်စာနာရိတ်ခါပြက်လက်နေသည့်အကြောင်းများပြကအရကတက်မတော်ထိန်ချုပ်နေမည်များသို့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစဉ်ချန်လန်တစ်ခုပေါ်ဆောင်ရထွက်ပေါ်လာခဲ့သည် ရှင်အားဘင်္ဂလားဒေ့ရှ်လေးလာသုံးသက်သူများကနိုင်ငံတကာဥပဒေများအရတရားဝင်မှုမရှိဆိုကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်မြန်မာဘက်မှတရားဝင်သဘောတူခွင့်ပြုခြင်းမျိုးလည်းမရှိဘဲလုံမြီဆိုပါကဥပဒေကြောင့်နဲ့တန်တမန်ရေးပိုင်းတွင်ဆွဆူဝဝကြိုးစက်များဖြစ်လာနိုင်သည်ကိုထောက်ပြခဲ့ကြသည်ဒီဇင်ဘာလကုန်လောက်ပိုင်းမှာစာရွေးဘင်္ဂလားဒေ့ရှ်အနာပိုင်းများနဲ့အရကတမ်ရောဂျာနေနေကကဆက်ဆံမှုများရှိလာခဲ့သည်လေလာသူများကမူတံပွဲကိုအကြောင်းပြ၍အရကတပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်းနယ်တွင်ကျူးကျော်ဝင်ရောက် ်လာခဲ့မှုကိုကြေမြင်ဆိုကနေကြားဒေတာမတင်ငိမ်မှုနဲ့အချုပ်ချာအာဏာကိုစိန်ခေါ်မှုများဖြစ်လာနိုင်လို့ပြောဆိုလာကြသည်အချို့ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရစဉ်ကြံလမ်းမကြီးသည်တကယ်တမ်းတွင်အမေရိကန်ဘက်မှအရက်ကတက်မတော်အားထောက်ပံ့ပေးနိုင်ရန်ဖြစ်သည်ဟုသုံးသပ်ခဲ့ကြသည် American နဲ့ Barmat at အရာလူကိုမထိခိုက်နိုင်တဲ့အကူအညီများပေးခြင်းဟုပြောဆိုလာနိုင်တော့လဲဘင်္ဂလားဒေ့ရှ်စစ်တပ်မှပါဝင်လာခြင်းနဲ့နိုင်ငံရေးရှုထောင့်အရာပြောစရာဖြစ်လာနိုင်သည်။မူအားဖြင့်ဆိုကဘင်္ဂလားဒေ့ရှ်စစ်တပ်သည်အာရကတမ်ရောအားအကူအညီပေးရရင်အရေးပါတဲ့အခမ်းအနားမှာပါဝင်လာနိုင်သည်။ ဘင်္ဂလားဒေ့ရှ်နှင့်အိန္ဒိယမီဒီယာများကအမေရိကနှင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်များကြားဆက်ဆံရေးနှင့်ရှိုင်းလာနေပြီဟုသောပြောများသည့်အမေရိကန်ထိပ်တန်းဖို့ချုပ်ကြီးတဦးနှင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဘက်အတိုင်းဝိုင်းကြားဆက်ဆံလာမှုကိုကြည့်ယုံထင်ကြောင်းထင်ပြောဆိုနေခြင်းမျိုးသာဖြစ်သည်။ရှင်သည်ဒေတာရင်းအမေရိကန်ဩစာဖြန့်ကျက်လာမှုဖြင့်မိမောင်းထုတ်ပြနေတော်လေ။တရုတ်၏မြမအရေးတွင်ပောင်းဝင်ပတ်သက်လာဝဲရှိသည့်အခန်းကဏ္ဍကြောင့်ထပ်ပေါ်လာမည်ပူမိနိုင်ငံ၏အနေထားသည်ရှုပ်ထွေလာနိုင်စရာရှိနေသည်။မကြာမီကတရုတ်သမ္မတရှိကျင်းပြင်မှာမင်းအောင် ိုင်အားမော်စကိုတွင်လက်ခံတွေ့ဆုံပြီးမြန်မာ၏အချုပ်ချအာဏာနယ်မြေတည်ထောင်ပိုင်ဝင်ကိုထောက်ခံသွားမျိုးထုတ်ပြောလာခဲ့သည်။ရှင်သည်အကယ်၍အာရကတပ်မတော်မှစစ်တွေကြောက်ဖြုန်နှင့်မှန်အောင်တို့ကိုတင်ပိုင်ရန်ထိုးစစ်ဆင်လာမည်ဆိုကတရုတ်သည်ဆေအုပ်စုပတ်မှရက်တီပေးသွားမည်သဘောပင်ဖြစ်သည်။ ကျောင်းဖြူသည်ယူနန်တို့တင်ပို့နေသောဒေါ်လာ1.5ဘီလျံတန်ကြီးရှိရေနံနှင့်တံငွေပိုင်လိုင်းစမှန်လေဖြစ်သည်အထူးစီးပွားရေးစုံနှင့်ရေနံစိတ်ကမ်းများလည်းရှိနေသည်ထို့အတွက်ဘီဂျင်းမှနေပြည်တော်ပေါ်စီးပွားရေးရောက်ဩဇာလွှမ်းမှုမှုထားနိုင်သည်ကိုဆိုရင်စရာကြောင်းရင်းများလည်းဖြစ်သည်စစ်တွေးရင်းနှင့်အိန္ဒိယကလတန်မြစ်စီမံကိန်းဖြင့်၎င်းတို့၏ကုန်းနှင့်ပိတ်အရှိမြောက်ဒေတာကိုဆက်သွယ်ပေးမည်အစီအစဉ်များရှိနေသည်ထို့အတွက်လည်းတရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာအားလက်မလွတ်နိုင်ဖြစ်နေကြ၍နေပြည်တော်ရှိဆဲအုပ်စုနှင့်ဆက်ဆံနေကြ ခြင်းလည်းဖြစ်သည်အိန္ဒိယသည်ရခိုတီဘင်္ဂလားဒေ့ရှ်မှအရက်ခတမရောအာနိနီကကက်ဆက်ဆန်နေမှုကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိသေးတော့လေ ၎င်းတို့၏အကျိုးစေဘာကိုတော့ကကွယ်သွားမည်သာဖြစ်သည်ဘင်္ဂလားဒေ့ရှ်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်ချန်လမ်းမကြီးဆိုသည်ကိုမြန်မာဆက်အုပ်စုမှသဘောတူမည်မဟုတ်ဆိုသည်နှင့်ရင်ဆိုင်ရဖို့ရှိနေသည်ထို့အတွက်ရိုဟင်ဂျာများတောင်မတင်ရေမကြအနေထားဖြင့်ဆက်ရှိနေမည်ဖြစ်ပြီး၎င်းတို့အားနေရပြန်ပို့ရေးရွေ့ရွေ့စီစဉ်ထားသည့်စင်ချန်လမ်းဆိုသည်လည်းပြတ်ပြားသွားနိုင်မည်သည်ဘင်္ဂလားဒေ့ရှ်ကြားပြတ်အစိုးရ၏ရခိုင်ပြည်နယ်ရေးရင်တက်တက်ကြွကြွပါဝင်လာမှုဘင်္ဂလားဒေ့ရှ်စစ်တပ်မှအာရကတက်မတော်ပံပိုးကူညီလာမှု မြန်မာစစ်အုပ်စုမှစင်ချန်လန်အားဆန့်ကျင်လာမှုတရုတ်မှ၎င်းတို့အကန့်အသတ်မရှိထောက်ခံလာမှုများအားချုံငုံကြည့်မည်ဆိုရင်လာမည့်လာများတွင်အဆိုပါဒေသတွင်ဘူမိနိုင်ငံ၏ရေချိန်မြင့်တက်လာမည်သောမြေသာဖြစ်သည့်ပြည်သူ့ရေးတရားတော်တွန်းလှန်စေမှုချအောင်ရမည်